ရိုက်သက်တီအားလုံးအတွက်ခေတ္တပြုံမီအစီအစဉ်တင်ဆက်ပေးသွားရမှာဖြစ်ပါတယ်ခေတ္တပြုံမီအစီအစဉ်မှာသစဉ်ရဲ့ချက်ချက်ရဲ့စုမနောကနေပြီးတော့ဒီနေ့မှာထူးခြားတဲ့သတင်းကြောင်းရာတွေအလှပအရာတွေနဲ့တူတူတခြားဘဝသုတတွေပြောပြပြီးတော့တင်ဆက်ပေးသွားမှာပါအခုချက်ချက်ကအမျိုးသမီးတွေအတွက်ပေါ့နော်အဓိကကတော့အိမ်နောက်ရှင်အမျိုးသမီးတွေအားလုံးအားကျစေမယ့်သတင်းတစ်ပုဒ်ကိုပြောပြအောင်မယ်ဒါအွန်လိုင်းကနေပြီးတော့ပေါ့နော် URL page မှာတင်ထားတဲ့သတင်းအကြောင်းအရာကိုရီးယားနိုင်ငံသတင်းလေးတစ်ပုဒ်ပါအဲ့မှာဆိုလို့ရှိရင်အေကိုရီးယားနိုင်ငံမှာပေါ့နော်အသက်46နှစ်အရွယ်အမျိုးသမီးတဦးရှိတယ်သူကကျတော့ကလေးနှစ်ယောက်မိခင်ပေါ့နော်ဒီတော့သူက ဒါ clean your meeting ဆိုတာတော့ပြောမယ်ဆိုလို့ရှင်တော့အပြိုအိနဲ့တော့ဒါရှင်းလို့မရတော့ဘူးပေါ့နော်ဒါပေမဲ့ तू ကအခုဆိုလို့ရှိရင်ဒါအပြိုနီးပါဟိုအပြိုလေးတယောက်လိုပဲပေါ့နော်အရင်ကချောမောလှပါလာတာပြောမယ်ဆိုလို့ရှိရင်ဒါအစီလေးနဲ့ဒါပြီးတော့လေဟိုအိမ်နောက်မှုကိစ္စလေးနဲ့နော်မလားမပအမျိုးသမီးတယောက်ကဒီလိုမျိုးပြောင်းလဲသွားတယ်ဆိုတာအကြောင်းရင်းတော့ရှိရပေါ့နော်ဒီတော့ဒါကိုရီးယားနိုင်ငံမှာရှိရဲ့ Jun Dae-yoon ဆိုတဲ့အမျိုးသမီးရဲ့ तू ကအသက်46နှစ်ဒါ clean တယောက်အမေတမန်အမျိုးသမီးတယောက်လည်းဖြစ်တယ်။ तू ကခလေးမွေးဖွားပြီးရဲ့နောက်မှာဆိုလို့ရှိရင် तू ကပေါင်ချိတ်80လောက်တိုးလာခဲ့တယ်ပေါ့နော် ော့ဒီတော့သူမအနေနဲ့လေ့ကျင့်ခန်းလုပ်ဖို့အတွက်ကိုဆုံးဖြတ်ချက်ချလိုက်ပြီးတော့သူကလေ့ကျင့်ခန်းကိုဒီဇိုင်းမမတ်လုပ်တဲ့အခါမှာ၃လအတွင်းမှာပေါင်20လောက်ထိကိုသူကချနိုင်ခဲ့တယ်တဲ့ပြီးတော့လေ့ကျင့်ခန်းနေလုပ်ပြီးနောက်ပိုင်းမှာဆိုလို့ရှိရင်သူမရဲ့ပြောင်းလဲသွားတဲ့ပုံစံတွေအားလုံးကဒါ online မှာတက်လာတဲ့အခါမှာဆိုရင်ကိုရီးယားနိုင်ငံမှာရှိတဲ့ဒါလူတို့ကလေအရင်အန်အော်ပြီးတော့ပေါ့နော်စိတ်ဝင်စားသွားကြတယ်တဲ့ဘယ်လောက်ထိအောင်လှပသွားလဲဆိုတော့သူမရဲ့ပုံစံကတဲ့ပြောင်းလဲသွားတဲ့အခါမှာဆိုရင်စဲချောတဲ့ main ကလေးတရားပုံစံအတိုင်းဖြစ်သွားတယ်တဲ့ဟုတ်တယ်တပုတ်နှမတွေ့ရတဲ့ပုံစံဆိုလို့ရှိရင်လည်းတကယ်အရင်ကကလေးပေါ့နော်တမ မန်အမျိုးသမီးရနေပြီးတော့ဆက်ကျော်သက်မိန်းကလေးပုံစံအတိုင်းမျက်နှာလေးရအစာဖြစ်သွားတာပေါ့နော်ဒီတော့တမန်အင်ရှင်မတယောက်တာဖြစ်ပေမဲ့လည်းပေါ့နော်သူမအနေနဲ့အလွန်လှတဲ့ပုံစံတစ်ခုရအောင်ဖန်တီးနိုင်ခဲ့တာတဲ့ပြီးတော့သူမအခုလိုပြောင်းလဲသွားမှုနဲ့ပတ်သက်ပြီးတော့ကိုရီးယားနိုင်ငံတစ်ခုတည်းနေမကဘဲနဲ့တကဘာလုံးမှာရှိတဲ့လူစုအလုံးအပါဒါအံ့ဩတင်သွားတယ်ပေါ့နော်အခုဆိုလို့ရှိရင်သူမဘာတွေလုပ်နေလဲဆိုတော့အောင်မြင်မှုတွေလည်းရှိသွားပြီဖြစ်တဲ့အတွက်အားကစားခံမတွေဖွင့်လက်တယ်ပြီးတဲ့အခါမှာဆိုလို့ရှိရင်ဒါဝိချာနီတွေဒါမျိုးတွေနဲ့ပတ်သက်ပြီးတော့လည်းတင် जा ပေးနေတယ်ပြီးတော့စာအုပ်စာပေတွေကိုလည်းသူမကိုယ်တိုင်ရေးသားပြီးတော့ဒါ ထုတ်ဝေထားတယ်တဲ့ဒီတော့ပြောမယ်ဆိုလို့ရှင်တော့ဒါအိမ်ထဲမှာမိဖို့ချောင်းထဲမှာဒါခလေးနဲ့အချိန်ကုန်ခံနေတဲ့မိန်းကလေးမျိုးမဟုတ်တော့ဘူးအလားအပါတရားတွေအပြည့်နဲ့အတူသူမှဒါပြောမယ်ဆိုတာလုပ်ငန်းဝင်ထဲမှာသွားပြီးတော့မှဒါသူများကပေါ့နော်အလားပါနဲ့ပတ်သက်တာကြီးပြန်ပြီးဝေမျှပေးနေတဲ့သူတူဖြစ်သွားပြီဟုတ်အလိုလားဟိုခန္ဓာကိုယ်ပိုင်းဆိုင်ရာတို့ကောင်းကောင်းတော့ဟိုဝိတ်ချရာမျိုးတွေပြီးတော့ gym ဆော့ရာရှိမှာပေါ့နော်မျက်နှာပိုင်းဆိုင်ရာတော့နည်းနည်းပါပြင်ထားရမျိုးရှိပါဘူးဆိုတော့ဓာတ်ပုံလေးမှာမထက်ခုနပြန်သွားဆိုရှင်တကယ်တော်တော်လေးနဲ့အရန်လှသွားတယ်လို့ပါနော်ဟုတ်တယ်ကဲဒ ီတစ်ခါစဉ်ပြောမယ့်အကြောင်းအရာကြတော့ကျမ်းမာရင်နဲ့ပတ်သက်ပြီးတော့တင်အဲ့ဒါပါလဲဆိုတော့ကာမီကိုတွေချောင်းနဲ့လေဖြတ်နိုင်တယ်ဆိုတဲ့အကြောင်းလေးလာတွေ့ရှိထားတယ်တဲ့ဟိုပြောမယ်ဆိုရင်ဒီကာမီကိုငွေတွေဆိုတာလေဒါတို့တွေလမ်းသွားလမ်းလာရှုဆိုင်မိတာပဲပေါ့နော်ဒီတော့ဒီလိုမျိုးလေဖြတ်နိုင်ဖို့အတွက်ကိုတော့ तू ကဒီလိုမျိုးစိုးကျိုးတွေရှိတယ်ဆိုတာကိုယ်ရင်မသိခဲ့ရဘူးပေါ့နော်ပြီးတော့ဒီဇယ်ကားတွေကနေထွက်တဲ့မီကိုတွေတဲ့အဲ့ဒီမီကိုတွေမှာပါတဲ့ညဉ့်ညမ်းမှုန်နေချောင်းနဲ့ကဘာတဝမ်းမှာလေဖြတ်သူဥယျာဉ်တိုးလာတယ်ဆိုတာကိုလေ့လာမှုစစ်တမ်းတရားဖော်ပြတာဖော်ပြတာချက်အရာတွေ့ရတယ်ပေါ့နော်လေတူထဲမှာဆိုရင်တဲ့ PM 2.5ညဉ့်ညံမှုံ10မိုက်ခရိုဂရမ်တိုးပြီးရောက်ရှိလာတိုင်းမှာလူသားတွေဘက်မှာဆိုရင်လေဖြတ်နိုင်ခြေက1.19ရာခိုင်နှုန်းပိုပြီးတော့များလာတယ်ဆိုတာလေ့လာမှုစစ်တမ်းအရဖော်ပြထားတယ်။ဒါတော့ဒီလိုမျိုးသူတို့ပြောထားတဲ့ပမာဏဆိုတာလည်းကိုယ်ကြီးလည်းမသိဘူးအတိအကျမသိဘူးပေါ့နော်။ဒီတော့ပြောရမယ်ဆိုရင်အဓိကတော့အဲ့ဒီ၄ဒုထဲမှာဆိုရင်ညဉ့်ညံမှုံဆိုတာအဲ့ဒီညဉ့်ညံမှုံတွေကဘာလဲဆိုတော့ဟိုပြောမယ်ဆိုရင်မျက်မျက်လားကိုယ့်ရဲ့မျက်လုံးနဲ့လုံးဝတို့မြင်လို့မရဘူးဟိုမတွေ့နိုင်နေပေါ့နော်အမုံတကယ်သေးသေးလေးတွေအဲ့အမုံလေးတွေကကြတော့ကိုက မျက်လုံးနဲ့မမြင်နိုင်တဲ့အတွက်ကြောင့်အဲ့ဒီအမှုန်လေးတွေကဟိုအသက်ရှူလိုက်တဲ့အခါမှာအသက်ရှူလမ်းကြောင်းရောက်သွားတယ်။အဲ့ကနေတဆင်းနဲ့သူကအသက်ရှူလမ်းကြောင်းရဲ့အဆင်းသူကသွေးကြောတွေကိုပိတ်တဲ့ပုံစံမျိုးလုပ်လိုက်တယ်။အမှုန်နဲ့တဖြည်းဖြည်းဆုလာတဲ့အခါမှာသွေးကြောတွေပိတ်သွားတယ်ပေါ့နော်။ဒီတော့ ဒီလေးလာသူတေသနာကိုအမေရိကန်နိုင်ငံဖီလာဒဲဖီးယားမြို့နယ်မှာရှိတဲ့ Drizel တက္ကသိုလ်ကနေပြီးတော့ရာယောဂပေဒပမခပေါ့နော်ဒေါက်တာလောင်ချန်ဖြူနဲ့အဖွဲ့ကနေပြီးတော့ဒါပြုတ်လုထားတာတဲ့ဒီတော့အဲ့လိုမျိုးပေါ့နော်ဒီကာမီကိုငွေတွေနဲ့အတူပေါ့လက်ပတ်နေတဲ့လေတူထဲမှာအဲ့လေတူထဲမှာကိုရောက်သွားတဲ့အခါမှာဒါကိုရှူရှိုင်းမိတိုင်းမှာဆိုရင်တဲ့ဒီအမုံသေးသေးလေးတွေဆိုရင်အစုပ်ထဲသွေးကြောရဲ့အထိရောက်ရှိပြီးတော့အသက်ရှူလန်အနှမ်းချောင်းတွေအားအားတွေအားလုံးကိုသူကပိတ်မိတယ်လို့ဖြစ်သွားတယ်တဲ့ဒီတော့ဟိုလေဖြတ်တယ်ဆိုတာအဓိကကိုယ့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာလှုပ်ရှားမှုအား ားလုံးကိုအုံနောက်ကပဲထိန်းချုပ်ထားတာဒီတော့အဲ့ဒီအုံနောက်ကဆိုရင်ဒီအမုံတွေကြောင့်အသက်ရှူလမ်းကြောင်းတွေပိတ်သွားတယ်ပိတ်သွားတဲ့အခါမှာအောက်ဆီဂျင်ပြတ်လတ်မယ်အဲ့ကနေတဆင့်သူကခန္ဓာကိုယ်လုပ်ငန်းတွေကိုလုံးဝမထိန်းချုပ်နိုင်တော့တဲ့နောက်ဆုံးမှာလေဖြတ်တာမျိုးဖြစ်ပေါ်တာတဲ့အဲ့အတွက်ကြောင့်ပေါ့နော်လေတုညဉ့်ဉန်းမှုနဲ့ပတ်သက်တဲ့ဆက်ဆက်ယောဂါတွေကြောင့်လည်းအခု2050ပြည့်နှစ်နောက်ပိုင်းမှာဆိုရင်ကဘာတော်မှာရှိတဲ့လူတွေပေါ့နော်တစ်နှစ်ကိုတဲ့6တသက်မှ9တန်းလောက်သေဆုံးရနိုင်ကြီးရှိတယ်ဆိုတာကိုခန့်မှန်းထားတယ်ဒီတော့အခုလက်ရှိမှာဆိုရင်တော့3တသက်မှ3တန်းလောက်တောင်သေဆုံးနေရ ါပြီတဲ့ဒီတော့တော်တော်လေးသတိထားရမယ်2050ပြည့်နှစ်နောက်ပိုင်းလို့ပြောထားရနောက်ပိုင်းမှပြောထားရဆိုပေမဲ့လည်းအခု2016ခုနှစ်ကလေးကတဝက်နီးပါးဖြစ်နေပြီပေါ့နော်အဲ့တော့ရောင်ဂေယုဟိုသတိထားကြဖို့ရဒါပြလေတုညဉ့်ဉန်းတာနဲ့ပတ်သက်ပြီးတော့လေကိုရီလေတုညဉ့်ဉန်းမှုရဲ့ပတ်ဝန်းကျင်မှာနေထိုင်ရတယ်ဆိုရင်တာပေါ့နော်ကိုရဲ့ဒါပေါ့နော်အသက်ရှူလမ်းကြောင်းဒါအဆုတ်တွေအားလုံးပေါ့နော်တန်ရှင်းမှုအတွက်တကယ်ကိုပေါ့နော်ပတ်ဝန်းကျင်မှာဆိုရင်လေကောင်းလေတန်ရရဲ့ပတ်ဝန်းကျင်မှာလေ့ကျင့်ခန်းလုပ်တာမျိုးအသက်ရှူလေ့ကျင့်ခန်းလုပ်တာမျိုးဒါရင်းနဲ့ပြန်ပြီးကုစားဖို့အတွက်ကိုလည်းပြောပြထားတယ် Okay. Oh ¿no? ကဲဒါဆိုရင်ဒီခါမှကြတော့ဆိုတာမိုးမိပြီးတော့တဲ့ဖြားနာတာမဖြစ်အောင်လို့ဒါကူညီပေးမဲ့မိုးလေဝသ application လေးတစ်ခုကြောင်ပြောပြမလို့အဲ့တော့အချိန်တိုင်းစာရ application နာမည်လေးကိုအရင်ပြောပြမယ်မြန်မြန်လေးပြောပြမယ်ပေါ့နော်အဲ minicast လို့ခေါ်တယ် m i n u t e c a s t ဆိုတဲ့ application အဲ့တော့အဲ့ဒီ application ကကြတော့ aq weather ကနေပြီးတော့ဒီမိုးလေဝသလုပ်ငန်းပေါ့နော်အဲ့ဒီကနေပြီးတော့ထုတ်လုပ်လိုက်တဲ့ application မှာအဲ့တော့သူအရင်တုန်းကတော့ကွန်ပျူတာနဲ့ပဲသုံးလို့ရတယ်အခုဆိုလို့ရှိရင်တော့ဒီဖုန်းတွေ mobile application တွေနဲ့သုံးလို့ရနေပါပြီတဲ့အဲ့ application ကဘာလဲဆိုတော့နောက်ထပ်2နာရီအတွင်းမှာ ကိုရောက်ရှိနေနေရကမိုးရွာနိုင်ဖို့အနေထားရှိမရှိပြီးတော့နှစ်နာရီရနေပြီးတော့နောက်ဘယ်နှနာရီအထိရွာမှာလဲ15မိနစ်လားမိနစ်30လားရွာမှာလားပေါ့နော်အဲ့ဒါကြီးလည်းအကုန်လုံးကြိုးသိတယ်ပြီးတော့နောက်တစ်ခါဘာလဲဆိုတော့အဲ့ဒီဒီနေရာဒေသမှာလိုက်နေတဲ့ဝယ်ဆန်းနဲ့ပတ်သက်ပြီးတော့သူက5မိနစ်တခါ refresh လုပ်ပြီးတော့ပြန်ပြန်ပြီးတော့ information တွေ update လုပ်ပြီးနေမှာသူပါသူပေါ့နော်ကောင်းလိုက်တာอืมအဲ့လိုမျိုးလုပ်ပြီးနေမှာ application မှာ AQ ဝယ်ဆန်းနေထုတ်လုပ်တဲ့ဒီပေါ့နော် minute cast ဆိုတဲ့ application MINUTCAST ပေါ့နော်အဲ့ဒီ application လေးပါအဲ့တော့အခုဆိုလို့ရှိရင်တော့ letter law မှာ ဒီဝန်ဆောင်မှုကအမေရိကန်၊ကနေဒါ၊ဗြိတိန်၊အိုင်ယာလန်၊ဂျပန်၊ပြင်သစ်အမေရိကန်၊ဘယ်လ်ဂျီယံ၊ဆွစ်ဇာလန်၊နယ်သာလန်၊လူဇင်ဘတ်နဲ့ချက်စ်ပြည်သူသမ္မတနိုင်ငံပြီးတော့စပိန်တို့မှအသုံးပြုလို့ရနေပါပြီတဲ့အဲ့တော့နောက်ပေါ့နော်ထပ်မံပြီးတော့တခြားနိုင်ငံတွေကိုလည်းတိုးချဲ့ပြီးတော့ဒီ application အသုံးပြုနိုင်မှုအတွက်လှုပ်ဆောင်သွားအောင်မယ်ဆိုတော့နောက်မှမှာတော့တကဘာလုံးပေါ့မြန်မာနိုင်ငံအပေါင်းအသုံးပြုလို့ရလိမ့်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့အဓိက ဟိုဘောမိုးရွာမလားမရွာဘူးလားဆိုတာလေကိုကလည်းမခံမှန်းတတ်ဘူးလေနော်မိုးရွာဝဲစားစင်ချင်ညာပေမဲ့ဒီနေ့မှာဘယ်လောက်ရွာနိုင်မဲဒါပေမဲ့ဘယ်ချိန်တိကျလို့ပါတာမဟုတ်ဘူးဗောအဲ့အဲ့ application ကိုဖုန်းထဲမှာရှိနေဆိုရင်တော့အကောင်းဆုံးပဲနော်ဟုတ်တယ်နော်ဒါဟိုသတင်းစာတွေမှာဖတ်ဖြစ်လို့ပြီးတော့ TV အစီအစဉ်ကနေပြီးတော့မကြည့်ဖြစ်ဘူးဆိုရင်တော့ application ရှိရဲဆိုလို့ရှိရင်အချိန်မီထုတ်ကြည့်လို့ရတယ်လေနော်ခေးဝေးသွားတဲ့သူတွေအတွက်ပို့ပြီးတော့အသုံးဝင်တယ်ဟုတ်တယ်နော်ကဲဒါဆိုရင်တော့အထူးခြားသတင်းကြောင်းလိုက်လေပြောပြီးပြီဆိုတော့ခဏလာကြမယ်နော်ခေတ်ပြေမီစီကနေပရိသတ်တွေအတွက်ထပ်မံပြီးတော့အထူးခြားသတင်းကြောင်းရည်ပြောပြပေးဦးမို့ခဏနေပြန်လာရပါ 好，没事。